ဘုရားဟောကြားထားတဲ့တရားတော်ကိုကြားနေရတဲ့မြန်မာလူမျိုးတိုင်းလူမျိုးတိုင်းဟာလူဝရခဲ့တယ်ဆိုတာကိုကြားဖို့နေကြဒီစကားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲတန်တရားဝင်ကြတယ်။ဘာဖြစ်လို့လဲဆိုဒီကနေ့ကမ္ဘာလူဥယျာဉ်ကတိုးနေတာများနေတာ။တိုးနေတာများတော့လူဝရခဲ့တယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့အတွေးချော်မိတတ်တယ်နော်။ကမ္ဘာလူဥယျာဉ်ဒီနေ့သန်းပေါင်း9000ကျော်သွားပြီ။ တွေ့တဲ့လူတွေကလည်းတွေ့တယ်။ကဘာကြီးမှာကျွေးနိုင်တဲ့လူဦးရေဘလောက်ပဲရှိတယ်။တန်ပေါင်း9000ကျော်သွားလို့တန်ပေါင်း1000တော့ရောက်သွားရင်လူတွေဟာငတ်ကုန်လိမ့်မယ်လို့ဒီလိုတွေ့တဲ့လူတွေကလည်းတွေ့တယ်။တွေ့ပြီးတဲ့အခါကျတွေ့ရုံနဲ့မကဘူး။တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုတော့ family planning လို့ခေါ်တယ်။သားသမီးလျှော့ပြီးတော့ယူကြတယ်။တယောက်ပဲယူမယ်၊နှစ်ယောက်ပဲယူမယ်။အဲ့ဒီသဘောကဘာကိုပြောနေတာတုန်းဆိုရင် ကျန်တဲ့လူတွေလူဘဝလာခွင့်မပြုဘူးလို့ပိတ်ထားတာလည်းမတူဘူးလားဆိုးလိုက်တာနော်လူဘဝဆိုတာရခဲ့ပါတယ်ဆိုလို့လာကျင်တဲ့လူတောင်မှမလာရအောင်စီမံကိန်းနဲ့ပိတ်ဆို့နေတာမျိုးဖြစ်မနေဘူးလားလာကျင်တဲ့လူတွေလာပါစေ လူဘွားဆိုတာအလွန်ရခဲ့ပါတယ်ဘုရားမြတ်စွာက ဟောတယ်လူဘွားဆိုတာအရင်အလွန်ရခဲ့တယ်ဆိုတာမှန်နေဘလောက်ပဲလူကြီးတိုးတိုးတိရိစ္ဆာန်ဥယျာဉ်နဲ့နိုင်စာကြည့်မယ်ဆိုလို့ရှင်တိုင်းတာလို့မရလောက်မကွာချဘူးလားကွာချပါတယ်ကွာချတယ်ကိုယ့်အိမ်မှာရှိတဲ့တိရိစ္ဆာန်ကလေးတွေနဲ့ဆိုပါစို့ ကောင်းသေးသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ်တွင်တတွင်မှာရှိတဲ့ပွဲစိတ်ဥယျာဉ်နဲ့လူဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တတွင်မှာရှိတဲ့ပွဲစိတ်အကောင်ဥယျာဉ်ဒီဒါတတွင်နဲ့ပြောတာနော်မှန်ပါပါခင်ဗျာကဘာမှာရှိတဲ့လူဥယျာဉ်တွေမများပါဘူးနော်မှန်ပါပါခင်ဗျာအေးပညာရှိသူတော်ကောင်းတွေကတော့လူလောကမှာတတ္တဝါတွေကဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာ ဘယ်မှာအနေများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနေများကြတယ်လူဘဝလာတယ်ဆိုတာခဏလေးခဏလေးအလဲရောက်တယ်လို့ပဲเนาะခဏလေးလာတယ်ဒါကြောင့်မို့လို့သတ္တရောအပါယတကဂေဟသရိတာတဲ့ရှေးကစကလုံးလေးတစ်ခုထည့်တယ်ပမတ္တသနာမသတ္တရောအပါယတကဂေဟသရိတာ ကုသကောင်းမှုမှာမိမိလျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့အပယ်လေးကောင်ဟာကိုယ်အိမ်နဲ့အလားတန်တူတယ်ကိုယ်အိမ်ဆိုတာပဲဘယ်နေရာပဲသွားလဲလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲမှောက်တာမှန်ပါပါဘုရားအေးမြတ်စွာဘုရားကထိုးထိုးတုတ်တန်နေမှာဟောထားတဲ့အထက်မှာလည်းရှိတယ် လူဘဝကတည်သွားပြီးတော့လူပြန်ဖြစ်တဲ့လူအမတန်လဲပါတယ်တဲ့လူဘဝကတည်ပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုံကိုလည်းအမတန်လဲပါတယ်တဲ့များတာကတော့လူဘဝကတည်ပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်တဲ့ကဲအပယ်လေးပုံဆိုတာတမ်းမောင်းတစ်ထောင်ကျော်ရှိတဲ့လူတွေတတ်တတ်လို့စားတဲ့လူတွေအသာထား တနေ့တန်းပေါင်းမြောင်များစွာသတ္တဝါတွေတက်ပြီးတော့လူတွေအတွက်သေးနေကြရတယ်ဟုတ်ကဲ့လားမှန်ပါအဲ့တော့တရိษံဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တရိษံအမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်ပင်လယ်တွေကရေသတ္တဝါပဲကြည့်လိုက်အောင်အများကြီးတရိษံတွေဆိုလူတွေကမွေးလို့ရှိရင်တလောကဂျာနယ်တစ်ခုတည်းပါတယ်ခွန်နှပြူးမွေးတာရှိခွန်နှဘွား ဒါအများဆုံးပဲဖြစ်မယ်။နော်လူတွေမြင်ရတဲ့ခွေးတွေတို့ဆိုလို့ရှိရင်မကဘူးတိတဲ့ပိုးတွေ။ငါးတွေဆိုကြည့်လိုက်ပဲဆိုရင်ငါးတစ်ကောင်ထဲမှာရှိတဲ့ငါးဥပောင်းအောင်မြောင်များစွာ။အဲ့တော့ဓာရီနဲ့နှိုင်းရှင်ပြီးတော့ကြည်လိုက်မယ်ဆိုရင်မနုဿတ္တဘဝဒုံလဘောဆိုတာမဟုတ်ပေဘူးလားမှန်ပါဟုတ်ပါတယ်နော် တထောင်မှတယောက်လူဖြစ်ဖို့ခဲပါတယ်တသောမှတယောက်လူဖြစ်ဖို့ခဲနေတယ်။ဒါလောက်ခဲရင်လည်းလူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့ကောင်းပါမှာနော်။ကောင်းပါဘူး။အေးမလာရဘူးဆိုပြီးတော့တားနေကြတယ်။ အဲ့လိုအတားခံရတဲ့ပုံကိုယ်တွေကလည်းအတိတ်ဘဝကပါဏာတိပါတ္တကံကြီးထွားတဲ့ပုံကိုယ်တွေပါဏာတိပါတ္တကံလုံးတဲ့ပုံကိုယ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့မှန်ပါပါလူဘဝလာခြင်းတို့ခေါင်းပြူလာတာတောင်မလာနဲ့ဆိုပြီးတော့အတားခံလက်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲ abortion လုပ်တယ်လို့ခေါ်ဥပဒေနဲ့ခွင့်ပြုထား abortion လုပ်တယ်ဆိုတော့ အေးလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လောရက်တစ်ခုကတော့မှားရနေပေါ့ကဲဘုန်းကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခင်းနေဆရာဝန်တယောက်ကပြောဘူးတယ်ဒီဟိုကျောင်းကဒေါက်တာဝါလ်ပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot the Buddha Talk ဆိုတဲ့စာအုပ်ရှိတယ် ဘုရားမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိတယ်။အဲဒီ hot ဗုဒ္ဓ thought ထဲမှာလူသားတွေအကြောင်းမှရေးထားတာလူဘဝဟာအမတန်ရခဲ့တဲ့ဆိုတာရေးထားတယ်။ဗမာမာတွေပြောကြတယ်ဇမပြေကအတ္တစင်လူပြေကအတ္တစင်လူပြေကအတ္တစင်ထောင်ထားဇမပြေကအတ္တစင်ချလိုက် အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့လူပြေက ထောင်ထားတဲ့အဖျားနှစ်ခုထီကောင်းထီလိုက်မယ်လူပြေရောက်ဖို့ရအမတန်ခဲရင်တယ်လို့ခဲရင်တာတခုပြောပြခဲရင်တယ်ဆိုတာဖြစ်ကုန်မဖြစ်နိုင်ဘူးလို့ဆိုတယ်နော် မြတ်စွာဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပင်လေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကန်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျဆင်းတာ အနစ်တရားကြာမှပင်လေရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်။အနစ်တရားလုံးလုံးပင်လေရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့။ပင်လေရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လှဲ့ကျက်စားပြီးတော့နေတဲ့လက်ကြီး။အဲ့ဒီလက်ကြီးကမျက်စိနှကွင်းအလင်းမရလို့ကန်းနေတဲ့လက်မို့လက်ကန်းတဲ့ဟုတ်ကဲ့။အဲ့ဒီပင်လေပြင်ထဲမှာ ှံဘူရုံကြီးတစ်ခုအပေါက်ကလေးတစ်ခုပဲပေါက်ပါတယ်။အဲ့ဒီပင်လဲဆိုတာကအမြဲတမ်းလှုပ်ရှားနေငြိမ့်နေတာမဟုတ်ဘူး။ဗရယာလူတွေတော့ပင်လဲမြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဖို့မှာနော်။မြင်လို့ပါဗျာ။ဟိုရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လယ်မြင်ဘူးတယ်ပင်လယ်ဆိုတာငြိမ်သက်နေတဲ့နေရာမဟုတ်အများရန်လှုပ်ရှားလှိုင်းကအများရန်တိုက်ပြီးတော့နေတဲ့နေရာ အဲ့ဒီထံဘူတုံကြီးကပင်လယ်ထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့ထံဘူတုံကြီးကအပေါက်တပေါက်ထဲပါလက်ကန်းကြီးကလည်းသွားချင်ရသွားအနစ်တရာကြတဲ့အခါပင်လယ်ရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်လေ အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခုနကမျောခြင်းအမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့ထပုံးကူးကြီးရဲ့အပေါက်နဲ့သွားဆွမိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဗျာဖြစ်နိုင်ပါဘူးအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပင်လေးပုံရောက်သွားတဲ့တတ္တဝါတရားလူပြေပြန်ရောက်ဖို့ဆိုတာခဲနေတယ် ဘာကြောင့်လဲဆိုစဉ်းစားကြည့်ပေါ့ကိုမျက်စိအောက်မှာရှိတဲ့တိရစ္ဆာန်လေးတွေပဲကြည့်လူတွေနဲ့အနည်းဆန်ဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေကလေးတွေကြည့်ပေါ့နေ့စဉ်နဲ့မြသူတို့ဘာတွေတွေးနေကြလဲဘာတွေလုံနေကြလဲကြည့်နော်အစာဝရင်အိပ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ကျင်းမယ် ကိုက်မယ်ရံဖြစ်မယ်ဟုတ်ကဲ့လားအစာဝါရင်အိတ်မယ်ဒါပဲမို့လားပြီးစိတ်တဲ့အချိန်ရှိရလားရှိပါဘူးဖျားရှိခိုးတဲ့အချိန်ရှိရလားမရှိပါဘူးမရှိဘူးကိုရှိတဲ့အစာလေးတောင်တကောင်နဲ့တကောင်မျှစားကြနေမှာမဟုတ်ကိုပြတ်တဲ့ရောက်လာတယ်မလားနဲ့ကြောင်ဝင်လေးတွေဆို အစာလေးတခုကြွက်ကလေးတစ်ကောင်ပါစက်ထဲရောက်လာပြီဆိုရင်မန်ဖီးနေတာဘာမှမလာနဲ့လိုင်းတိုက်ခိုက်မှာပဲသူကဟုတ်ကဲ့အဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးတွေကြီးလိုက်မယ်ဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ ရှရာမလုံနိုင်ပဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိနေတာကဒေါသဟုတ်ကဲ့မန်ဖီပြီးတော့ယံလုံနေတာကဒေါသကြံတဲ့အချိန်လေးမှာမောဟတဲ့ကဲစဉ်းစားကြည့်မောဟရဲ့လောဘရဲ့ဒေါသရဲ့ဓာရီပဲလွှမ်းနေတာပဲသူတို့စိတ်မှာကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှာသူတို့မှာအလွန်ရှားတယ်နော် ါတရိစ္ဆာန်ပုံကိုမြင်ရတဲ့အတွေ့အကြုံဒါလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်းလေးတွေဆိုတာအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တရိစ္ဆာန်ဆိုတာတွေကအညမညခါရိကဒုဗလခါရိကဘောဓုဒ္ဓအနေနဲ့ discovery channel မှာရှိတဲ့ safari ဆိုတဲ့အာဖရိကတော်ရိုင်းကတရိစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့် အလွန်တန်ဝေကရဆရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိษံဘဝကိုစကလုံးလေးနှလုံးနဲ့ဟောတာအညမညခါရိကတဲ့တကောင်းတကောင်းတတ်စားတဲ့ဘဝဒုပလခါရိကအားနေတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတာတကယ်ဟုတ်တာတကယ်ဟုတ်တယ် အဲ့ဒါလို့တတ္တဝါတွေဟာတကောင်းတကောင်းသတ်စားတယ်။အားရှိတဲ့ကောင်ကအားနေတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့သတ်စားတယ်။ကြည်တိရိစ္ဆာန်လေးတွေဆိုလို့ရှိရင်တမင်လေးတွေကျွဲလေးတွေကြားပါစက်ရှင်စိပါစက်မှသူတို့အသက်ပြောက်သွားတယ်။ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲ့စကိုင်းကနေမရေယာလာတဲ့အခါမှာလမ်းမှာစိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကယ်ပေါ်တင်သွားတော့မြင်တယ်။ ကျက်တေဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါကျက်ကိုနောက်ကနေစောက်ထိုးကျိုးနဲ့ချီပြီးစောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကယ်နဲ့စီးသွားတာတွေတွေ့လိုက်တယ်။ကဲသူတို့ဘဝစဉ်းစားကြည့်စမ်း။အဲ့တော့ဒါတရိษံဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့တော်တော်ကြီးမားတယ်ဘဝ အဲ့ဒီဘဝမှာရောက်နေတဲ့တိရိစ္ဆာန်တွေကအဲ့ဒါလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘလောက်စိတ်ဆင်းရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်။တည်တော့ဒီစိတ်နဲ့တည်ရမှာဆိုပြန်လာလို့ရပါ့မလား။ပြန်ရပါဘူး။အေးရေပုံရစကားပြောမယ်ဆိုရင် လောဘနဲ့တည်ရင်ပြိတ္တာဖြစ်တယ်။ဒါလူတွေကိုပြောတာနော်။ပြန်ရပါဘူး။ လောဘလွန်းနေတဲ့အချိန်သိလို့ရှိရင်ပြိတ္တာဖြစ်တယ်တဲ့ဒေါသလွန်းမိုးနေတဲ့အချိန်သိလို့ရှိရင်ငရဲချတယ်တဲ့မောဟတွေလွန်းမိုးနေတဲ့အချိန်သိလိုက်လို့ရှိရင်ဒိဋ္ဌံဖြစ်တယ်တဲ့ဒါရေကုန်ရစကားကိုပြောတာပါနော်မှန်ပါပါဘုရားဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွန်းနေတဲ့အချိန်လေးမှာသိလိုက်လို့ရှိရင်ကောင်းအတုဂတိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးမှန်ပါပါဘုရားစိတ်ကမဲညစ်နေတဲ့အချိန်ပေါ့နော်အေ လူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတရိစ္ဆာန်ဘဝတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူဘဝကဆင်းရဲဒုက္ခတွေအများကြီးတက်တာသေးတယ်ပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းရှင်ရှိမယ်ဆိုလို့ရှိရင်လူဘဝသည်မနုတ္တတဘာဝတော်လို့ပေါ့အလွန်ရကဲတဲ့ဘဝတစ်ခုဆိုတော့ကိုယ်ဘဝလေးကိုတံပိုးထပ်တတ်ဖို့လိုတယ် အကယ်၍ကာမဂုဏ်အာယုန်ဒီပေါ်မှာပျော်လို့ပါလို့လောဘနဲ့အချိန်ကုန်မဲ့ဒေါသနဲ့အချိန်ကုန်မဲ့ဘာမှလှုပ်တဲ့မလှုပ်တဲ့ဆိုတာတွေမသိပဲနဲ့တွေ့เสียအာယုန်နဲ့ပျော်နေတဲ့မောဟနဲ့အချိန်ကုန်မဲ့ဆိုလို့ရှိရင်ခန္ဓာကတရိစ္ဆာန်ဘဝနဲ့ဘာမှသိပြီးကြွားချမှာမဟုတ်တော့ဘူးเนาะ ဒါကြောင့်မို့လူဘဝရလာတဲ့အခါမှာလူဖြစ်ချိုးနပ်ပါစေတဲ့လူဘဝလူဖြစ်ချိုးနပ်ဖို့မတန်မှအရေးကြီးကဲလူဘဝရလာတဲ့ဆိုတာဘယ်ပုံရလာတော့ဘယ်ပုံရလာတာတုံးလို့ကြည့်လို့ရှိရင်လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတာယုတ်ပါဠိတော်မှာဟောထားတာရှိတယ်။အိန္ဒကလို့အမည်ရတဲ့ဘလူးကြီးတစ်ကောင်ကနေပြီးတော့ အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတဲ့ဆိုတဲ့အယူအဆတတဝါဆိုတာဘယ်လိုဖြစ်လာသလဲလူဆိုတာဘယ်လိုဖြစ်လာသလဲဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားကသာဝရခိုင်မြဲတဲ့ဝိညာဉ်ကောင်းဆိုတာမရှိဘူးအတိတ်ဘဝက စွတ်တေစိတ်ကျသွားတာနဲ့တပြိုင်နက်ကံကြောင်းမို့လို့ပရိသေရိစိတ်ပေါ်လာတာပရိသေရိစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိနံနေအတူတူဘဖြစ်လာတဲ့အခြေခံယုတ်တဲ့အခြေခံနံကိုအကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့ယသော်ဗျာကအဲ့ဒီတုတ်တံမှာပထမံကလလဟောတိကလလဟောတိအဘုဒ္ဒံဆိုအားလုံးကြားဖို့တယ်ကလလရေကြီးဆိုတာမိခင်ဝမ်းနဲ့ပါနော် ဒါလူသားတွေရဲ့ရေကုန်ရကိုပြောတာမိခင်ဝမ်းကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစကလလရေကြီးမှတရေတီးလာအဲ့တော့ကလလရေကြီးဆိုတာဘာနဲ့တည်ဆောက်ထားတာရောလို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လားစပန်လို့အိုပန်းလို့ခေါ်တယ်မိဘနှစ်ပါးရဲ့တုတ်သွေးနဲ့ပေါင်းဆက်သွားတဲ့အခါကျတော့အဲ့ဒါလေးကကလလရေကြီးဖြစ်ဖြစ် လူရဲ့တရေတီးရဆိုတာတို့မျိုးစေ့လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းဆက်ထားတဲ့အပေါ်မှာပေါက်လို့ရเออบวชตันเตียมาแล้วจินดีနေကြတဲ့ตัตวะတွေလူဖြစ်တော့မယ်ဆိုလို့ရှင်အဲ့ဒီ span ဆိုတာရဲ့ over ဆိုတာရဲ့နှစ်ခုပေါင်းလိုက်ခုခေတ်သိပ္ပံကတော့ medical science ကဘယ်လိုပြောတော့ဆိုလို့ရှင် span လို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိตัตวะပုံစံမျိုးပြောတယ်ပေါ့ ြည့်ပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထဲကတကောင်နှစ်ကောင်ပဲအသက်ရှင်တယ်လို့ဒီလိုပြောဒီသူကတော့ပိုးလို့ပြောရပေါ့နော်ဖခင်ရဲ့တုတ်ပိုးလေးတွေကတရီတရမဲ့အချိန်ကိုသူတို့အလူရဲ့အဲ့ဒီထဲမှာပြေးဝင်ရတယ်အဲ့တော့ဘုရားမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒါလုံးမဟုတ်ဘူး မိဘရဲ့ span နဲ့ oven နှစ်ခုတွဲသွားတာလေကဒါမြေသဘောလေးဖြစ်လာတယ်။အဲ့ဒီပေါ်မှာအတိတ်ဘဝကသုတေစိတ်ကြလာလို့ကံပစ်ချတဲ့ကံတပ်ပလို့ခေါ်ရပေါ့လေ။တရေယူတော့မဲ့တရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်လဲလို့ဆိုရင် ခုဘွားကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်တဘွားဘွားမှာသုတိစိတ်ကြ။ဘာဖြစ်လို့လဲဆိုရင်စက္ကန့်အတွင်းမှာတန်ပေါင်းများစွာသောတ attva တွေတည်နေတာ။အဲ့တော့ဗာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ကောင်းငင်ကမိုးပေါက်တွေကျနေတယ်လို့ပဲသိနေတဲ့တ attva တွေရဲ့တ attva တွေကဖြစ်ဖို့ရအစင်းင်းဖြစ်နေကြတာနော်သိလိုက်တာနဲ့တကြိမ်နဲ့တောက်လျှောက်ဖြစ်မှာဝိညာဉ်စိတ်လေးတွေနေနဲ့ဒါမြန်လာကြီးလားလို့မအောင်မင်းနဲ့ ရန်ကုန်ကနေပြီးတော့တယ်လီဗီရှင်းလွှင့်တယ်မရရားကနေဖိုင်ချက်ချင်းရတယ်မဟုတ်လားအေးအဲ့ဒီပုံစံပဲဘယ်ဘွားကသေးလာလာဘယ်ဘွားကသေးသေးကံရဲ့ဆွမ်းအားကြောင့်ခုနကပြောတဲ့ကလလဆိုတဲ့အထဲမှာလာပြီးတော့တရေခါကြမှာပဲအကုန်လုံးဒုမုတ်တူရောက်လာမှာပဲเนาะအဲ့ဒီအခြေအနေလေးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအခြေအနေလေးကစတယ် အဲ့ဒီမှာ medical science ဆိုလို့ရှိရင်တန်ပေါင်းများစွာသောတုပ်ပိုးတွေကထဲကတစ်ကောင်မဲအောင်နဲ့ဂျန်တဲ့ကောင်လေးတည်သွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကခေါင်းကြီးကိုရှာပူတယ်လူပွားရခဲ့တဲ့ဆိုတာသူလက်ခံပါတယ်တဲ့။ဘာဖြစ်လို့တော့ဆိုရင်သူကဒါလေးတွေကိုတတ်တော်လို့ယူဆပြီးတော့သူတို့စေပညာအယူဆရပါဘူးတတ္တဝါတွေကအဲ့ဒီမှာဒီတုပ်ပိုးလေးတွေအများကြီးတဲ့ကတကောင်ပဲဒီ လူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်သေသွားတယ်ပေါ့ဒါကြောင့်မလို့ तू ကလူဝါရခဲ့တယ်ဆိုတာ तू ကလက်ခံပါတယ်လို့တခါပြောဘူးတယ်အဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့အထက်မှာတတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့စာထဲမှာမပါဘူးပေါ့နော်သို့တော့တရိခနိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ် ြည်လေမိုးပေါက်ကလေးတွေကကြာလာတာသူကြာချင်တဲ့နေရာမှာကြာမှာတချို့မိုးပေါက်ကသွတ်ပေါ်ကြာတချို့မိုးပေါက်ကတက်ကယ်ပေါ်ကြာတချို့မိုးပေါက်ကတစ်ပင်ပေါ်ကြာတချို့မိုးပေါက်ကမြေကြီးပေါ်ကြာဟုတ်လားတန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြာတယ်လို့ပဲတည်တဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိတယ်တတ္တဝါတွေကံရဲ့စွမ်းအားကြောင့်ကြာချင်တဲ့နေရာကြာတာအဲ့ဒီလိုကြာလာတဲ့အခါမှာကလလဆိုရိက အောင်အောင်မြင်မြင် ဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တပတ်မှာကလလဆိုတဲ့ရေးရှိဒုတိယရက်တပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီ မေယုတ်သီးကိုထောင်းပြီးအေးဖြော်အဲ့ဒီအေးဖြော်ပြီးတော့ဒီလိမ်မန်းလေးပေါ်မှာထားပြီးနေဘူးလှမ်းလိုက်တဲ့အခါကျတော့မေယုတ်ကြီးဖခင်ဖြစ်လာတယ်တားထစ်လေးလို့အခဲလေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်လာတတ္တိယဘာကြောင့်အဲ့ဒါကိုမြတ်စွာဘုရားကပထမံကလလံဟောတိပထမမှာကလလံတဲ့ကလလဟောတိအဘုဒ္ဒကလလကနေပြီးတော့ အမြုပ်အဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သာတိအဖြစ်ပြောင်းလာတယ်အဘုဒ္ဒံစာတေပေတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံခဲလေးဖြစ်လာတယ်ဒါလူဘဝမှာဒီလိုစားစားအမတန်မှရာခဲတဲ့လူဘဝတစ်ခုဟာအောင်းအောင်းမြင်းမြင်းညီဘဝန်းကထွက်ဖို့ဆိုတာကိုတော်တော်ခဲနေတယ်နော်အဲ့ဒါလို့ ကနလို့ဆိုရဲအတုံးခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယသတ္တ၄ဘက်ဖြစ်သွားပြီအဲ့ဒီခဏကနေပြီးဘာဖြစ်လာတော့ဆိုဖူလေး၅ခုထွက်လာအဲ့ဒါကိုခဏပတ္တခာအဖူလေး၅ခုတဖူးကခေါင်းပေါက်မဲ့နေရကျန်တဲ့နှစ်ဖူးကလက်ကျန်တဲ့နှစ်ဖူးကခြေတော်နှစ်ဖက်ပေါ့အားလုံးဖူလေး၅ခုအရင်ထွက်လာတယ် ဲ့ဒီနောက်မှာလူသားဟာတဖြည်းဖြည်းတိုးတက်လာတယ်။ဆိုတော့ကဏ္ဍဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိသလဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အတိညာဏ်ထက်မြက်တဲ့လူသားတယောက်ရဲ့တရေစိတ်အကောင်းဆုံးတရေစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပဿနာ ဒါအဘိဓမ္မာသင်ပူးတဲ့လူတော့အဲ့ဒီလိုပြောရင်နားလည်တယ်ပထမပါဝိဘက်စိတ်သောမနတ္တညာနတံပယုတ်ပထမမဟာဝိဘက်စိတ်အသင်္ခါရိကပထမပါဝိဘက်စိတ်ဆိုလိုတာကအဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အတိညာဆိုတဲ့ဒီစဉ်းစားညာလေးအခြေခံလေးပါတယ်ချမ်းမြေမှုဆိုတဲ့အနေထားလေးပါတယ် အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ်။အဲ့ဒါကိုပဋိစ္စသမုပ္ပါကြတော့ဘာဟောရုံဆိုသင်္ခါရပစ္စယဝိညာဏလို့ဟောတယ်မြတ်စွာဘုရားနော်။အတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာအတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခန္ဓာကလလလို့ဆိုတဲ့နေရာမှာပါလာပေါ်လာနေဆိုရင်ခုနပြောတဲ့ တတိသုံးမျိုးစွန့်ရီသုံးခုပါတဲ့စိတ်ကလေးပေါ်လာတယ်တဲ့ဝမ်းသာတဲ့အနေအထားရှိတဲ့ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အသိဉာဏ်ပါမယ်ချက်မြက်မှုလေးပါတယ်အဲ့ဒီသုံးခုပါတဲ့ပရိသေစိတ်လေးဝင်လာတယ်အဲ့ဒီပရိသေစိတ်လေးဝင်လာတာနဲ့တပြိုင်နဲ့ပရိသေစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆ ਾਇ ယာဆ ਾਇ ယာစိတ်ကိုမှီဖြစ်တဲ့ စေတသိက်သဘောတရားတွေပါလာတယ်တဲ့တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာဘူးနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီသရေစိတ်ကလေးနဲ့ပြိုင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ယုတ်တရားလေးကခုနကကလလရေကြည်လို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာတော့ဆိုလို့ရှင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ယုတ်မျိုးစိတ်ပါလာတယ် ဟရေယဝတ္ထုလို့ဆိုရက်ဒီအဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးဟရေယယုတ်ဖြစ်ပေါ်ဖို့ရာအနေထားတစ်ခုပါလာတယ်။နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရာအတွက်မျိုးစေ့လေးတွေပါလာတယ်။အလုံးပေါင်းလိုက်တဲ့အခါကျယုတ်၃မျိုးကလပ်အားဖြင့်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတော့ဆိုအတိတ်ကကံကထုတ်လုပ်တာ။ ဲ့ဒီယုတ်သုံးမျိုးဟာတခုတည်းနေတာမဟုတ်ဘူးယုတ်တစ်ခုတစ်ခုဟာ10ခု10ခုစီရှိတယ်ဆိုယုတ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသေစိတ်ကလေးနဲ့ယုတ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခု။ဘာနဲ့အလားတူလို့ဆိုလို့ရှိရင်မျိုးစေ့လေးတစ်ခုကြည့်ပေါ့။ဟုတ်ကဲ့လား။ မျိုးစိလေးတစ်ခုကြည့်တရစီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက်ပဲစီထဲမှာခွဲကြည့်ရင်တော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲဟုတ်ကဲ့လားသို့တော့အဲ့ဒီထဲမှာတတိလေးတွေရှိတယ်ဘာတတိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အညောင်းထွက်နိုင်တဲ့ဟာရှိတယ်မယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ချလိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နဲ့အမြင့်ကလေးဆင်းလာလိမ့်မယ်အညောင်လေးတက်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လား အေးအဲ့ဒါလိုပဲကလလရေကြီးတဲမှာခုနသရေစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူးအဲ့ဒီပရိသေရေဆိုဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နက်ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ယုတ်30ကတတိအနေနဲ့ဒီမှာပါလာမျိုးစီထဲမှာမျိုးစီထဲမှာတတိလေးတွေရှိလာတယ်လို့လူဘဝမျိုးစီလေးမှာလည်းပဲအဲ့ဒါတွေ ਨੇ ဖွဲ့စည်းထားတယ်တဲ့ကလလရေကြီးဆိုတာအဲ့ဒါပြောတာမိခင်ဝမ်းနဲ့ပါနော် ပြီးမှရဲ့တုတ်သေးပေါ်မှာအပီပြုတ်ပြီးတော့ဒီသဘောတရားလေးတီးလိုက်အဲ့ဒီသဘောတရားလေးကဘာဖြစ်တော့ဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်။ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင်ကလလရေကြီးရေကြီးဆိုတာတခက်အဆက်အပေါက်ကလေးကျန်ကန်ထဲမှာဆိုဘယ်လောက်ထိအောင်ပြောတော့ဆိုရင် အပြားကလေးတဲ့အပြားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျိန်တရာလောက်ခါအကျိန်တရာလောက်ခါလို့အဲ့ဒီအပြားလေးမှာတီးပြီးတော့ကျန်တဲ့စီပေါင်းလောက်လို့အဲ့လိုတောင်ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂရီမျက်စိနဲ့မမြင်ရဘူးပဂရီမျက်စိနဲ့မမြင်ရဘူးမိုက်ခရိုစကုပ်နဲ့မှမြင်ရမယ်ဒါမျိုးမိုက်ခရိုစကုပ်ပစ်လို့ပြောတယ်အဲ့ဒီဟာလား မိုက်ခရိုစကုပ်ဆိုတဲ့ဒီအားကြီးတဲ့မှန်မြောင်းကြီးနဲ့ကြည့်မှအဲ့ဒါလေးကိုမြင်ရမယ်လို့ပြောတယ်။အဲ့ဒီကနေလူဘဝစလိုက်တာနော်။တဖြည်းဖြည်းကြီးထွားလာလို့အမြုပ်ဖြစ်လာတဲ့အမြုပ်ကနေပြီးတော့သားတဲ့လေးလူဖြစ်လာတဲ့အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတဲ့ခက်မငါးပြားပေါက်လာတဲ့ပြီးတဲ့အခါကျတော့လူခန္ဓာကိုပြီးပြီးသားသားလေးပေါ်လာတယ်တဲ့။ပထမရှေ့ပိုင်းကိုတော့ embryology လို့ခေါ်တယ်။ embryo embryo လို့ခေါ်တယ်။ embryology မှာပါတဲ့ embryo သရေသာအဲ့ဒီနောက်ကြတဲ့အခါကျတော့ခုနကပုံသဏ္ဍာန်လေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်ဟောဒီလိုလူဘဝဟာဒီလိုခဲခဲရင်းရင်းနဲ့နောက်ဆုံးကြတော့6လလွယ်7လဘဝ6လ7လတော့မဟုတ်7လရောက်လာတဲ့အခါကျတော့ လူဘွားကိုရောက်လာချာကြတယ်ပေါ့ဟုတ်ကဲ့အဲ့ဒီလူရောက်လာတဲ့လူဘွားဒီဖြစ်စဉ်ကိုကြည့်အောင်ပဲမနုဿတ္တဘောင်ရောတုံလဘောမဖြစ်ဘူးလားဖြစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တယ်မဟုတ်ဘူးဒီကြားထဲမှာတေသွားနိုင်သေးတယ်တေသွားတဲ့ပုံစံတွေအများကြီးရှိတယ်ကလနာယေကြီးအဆင့်သားမှာရင်တေသွားတဲ့တ attva တွေအများကြီးရှိဟော သားတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှလည်းတည်သွားနိုင်တယ်နော်တက်တူတဲ့ပုံစံတွေကြတော့အဲ့ဒီအဆင့်မှတည်တဲ့တ ত্ত্ব တွေအများကြီးပဲအများကြီးပဲအဲ့တော့ခွန်ကြီးတို့တွေကလူဖြစ်လာတဲ့ဆိုအဆင့်မောများစွာအခက်ခဲများစွာကြော်လွှားပြီးတော့လူဘဝရောက်လာကြပြီ